မင်္ဂလာပါခင်ဗျာဆာရည်သူဆရာအောင်တူဝန်ရေးတာတော့ဖိုးတုံးလို့မြင်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဖိုးတုံးဟဲ့ဖိုးတုံးအမောင်နဲ့ကြည့်ပြီးဗာမင်းတို့အသေးအတာဟောင်နေရတာလေသူစားတမီးဖိုးတုံးဒီလောက်အသေးအတာဟောင်နေတာရိုးတော်မရိုးဘူးအေးဓာမီးယူပြီးသွားကြည့်တယ်ဟုတ်အမေ မတူသားနဲ့ဓမီယူပြီး channel တို့ဆင်းလာခဲ့သည်ဟက်ဖို့တော့ဘာတွေမျိုးတော့အသေးအံဟောင်းနေရတာလဲအမီးလေးနဲ့ကအသေးအံထိုးဟောင်းနေသည့်ဖို့တော့ရဲ့ခေါင်းလေးအားတစ်ချက်ပုတ်ခါဓမီဖြင့်ထိုးကြည့်လိုက်ရာအမလေးဟက်သမီးဘာဖြစ်တာလဲသမီးမိခင်ဖြစ်သူတော့အမဆိုင်နဲ့သမီးဖြစ်သူအော်တန်ကြောင့်အိမ်ထဲမှာပြေးထွက်လာခဲ့သည်သမီးဘာဖြစ်တာလဲအမေး ဟိုဟိုမဟိုမဟဲ့ဝေဟောက်ကြီးပါလားနဲတဲ့အကောင်ကြီးမဟုတ်ဘူးမွေတွေးလို့ဖို့တော့ကအတီးပေးတဲ့အနေနဲ့အသေးအံထိုးဟောင်နေတာကိုဘလို့လောက်ကြမလဲအမေတမိမလုံရဲဘူးအနောက်ဖက်အိမ်ကကိုသိမ်းမောင်တို့ကိုလှမ်းပြီးအကူကြီးတောင်းရမှာပဲဦးလေးသိမ်းမောင်ဦးလေးသိမ်းမောင်လောက်ပါအောင်ဦးလေးသိမ်းမောင်ရဲ့ အိမ်ဘက်မှာမွေးဖောက်ကြီးရောက်နေလို့ကျမတို့တားမိလည်းမလုပ်ရဲဘူးဟေးဟုတ်လားအေးငါကုတ်ပဲလာခဲ့မယ်အာလာလာကြောက်စရာကြီးနော်အမေဟုတ်ပါတပင်းကြီးကိုခွတ်ထားလိုက်တာရန်လိုနေတဲ့ပုံမဲ့တမိရေတူးသားရင်ဘာမှလဲမွေးဟိုမအူလေးတိမ်းမော ဦးသိန်းမောင်ကမွေးဟောက်ကြီးအားဒုတ်ဖြင့်မသိမချင်းရိုက်တက်လိုက်လေသည်အမလီအသေးရလိုက်တာအမေရဲ့ဟုတ်ပါတွန့်လိန်နေတာကြီးကဦးရေရလိုက်တာကဲမွေတော့သေးပြီတတိလေးပါလေးထားပြီးတွားကြလာကြတာပေါ့ညာရင်ညာတာပေါ်ပါသွားရင်ဓာမီဆောင်ယူသွားကြမွေအသေးကောင်ကိုကြုတ်ယူသွားပြီးမြေမြုပ်ပြစ်လိုက်ကျေးဇူးတင်ပါတယ်ကိုသိမ့်မောင်ရေကျမတို့တားအမိဖြင့်မြင်မြင်ချင်းဘာလို့တို့ဘာကံရမှန်းမသိလာဘူး ဒါနဲ့ပဲကိုသိမ်းမောင်ကိုပြေးပြေးမြင်တာနဲ့သမီးကိုလှမ်းခေါ်ခိုင်းလိုက်တာဒါနဲ့မွေးကိုဘသူစတွေ့တာလဲဗျဖိုးတုတ်မြင်လို့ဗောအသေးအတန်ထိုးဟောင်နေတန်ကြာလို့အမေကထွက်ကြည့်စမ်းဆိုပြီးကြည်ခိုင်းလိုက်တာကတွေ့တာပဲဩဒီလိုလားခွေးကအဲ့လိုပဲဗျအစိတ်ရှိတဲ့တရဝါဖြစ်ဖြစ် လူသိမ်းကတ်လို့ပဲဖြစ်ဖြစ်အသေးအတန်ထိုးဟောင်တတ်ကြတယ်ဗျကဲခုတော့မွေးတည်းမရှိတော့ဘူး တခုခုလိုအပ်ရင်နှမ်းသာခေါ်လိုက်ပါဗျာဘာမှအာမနာနဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးလည်းတင်ပါတယ်ဦးသိမ်းမောင်လည်းမွေသေးကောင်းအားယူပြီးအိမ်ရဲ့ပြင်သို့ပြန်သွားလေသည်မတ်သူသားတို့တားမိလည်းအိမ်ထဲပြန်ဝင်လာခဲ့ကြလေတော့သည်သမီးရေအမေဖះသွားမလို့အိမ်ကိုတိတ်တိတ်ချာကြည့်လာအောင်နော်ကြားလားဆိတ်ချပါအမေရဲ့ဖို့တုတ်ရင်မင်းလည်းအပြင်နေတိတ်သွားမနေနဲ့ အခုတလောစီပင်က ခွေးလေခွေးလေးတွေကိုရှင်းလင်းတုတ်တင်ရင်စတင်နေတယ်။မင်းလည်းသူတို့ပြစ်တဲ့အစာတွေစားမိပြီးတေးမဆိုးလို့ပြောနေတာနားလဲလား။အင်းပြောလိုက်ရင်တော့အမိလေးနှံ့ပြီးအတန်လေးတစားစားနဲ့။ကဲငါသွားတော့မယ်။မင်းတခင်မကြီးကိုလည်းတည်တည်ချာချာစောင့်ရှောက်ထား။တော်မဆိုင်လေဥပုသ်တိလာဆောင်မှုအတွေ့အိမ်မထွက်လာခဲ့လေတော့သည်မသူစားတယောက်ကတော့မိဖို့ကြောင့်နေ၌တကောက်ကောက်တထောက်ထောက်ချင်းရှက်ပြုတ်နေလေသည် င်းဘယ်နှစ်နာရီထိုးပြီလဲမသိဘူးဟဲဆယ်နာရီတောင်ထိုးနေပြီ အမေမရှိတော့နှလုံးသွားထိုးအောင်ကဖို့တုတ်ရင်အိမ်ကိုတည်တည်ချင်ချင်ကြည့်ထားငါမတန်းတော့အိမ်သွားပြီနှလုံးသွားထိုးမလို့မကြဘူးငါပြန်လာခဲ့မယ်မတူစားလဲပက်ဆန်အိတ်အားဂျိုင်းကြားတွင်ညက်ကအိမ်မှထွက်လာခဲ့လေတော့သည်ဖို့တုတ်ကတော့မိဖို့ကြောင့်တည်းမှာပင်ဝိတ်ရင်ကြံနေခဲ့သည်နှလုံးရောင်းသည့်မတန်းတို့အိမ်ကမတူစားတို့နှင့်တလန်းပဲရှားလေသည် ထို့ကြောင့်မိခင်ကြီးမရှိသည့်အချိန်အခွင့်ကောင်းယူကနှလုံးလာထိုးခြင်းဖြစ်သည်ဒေါ်အမဆိုင်ကတမီးဖြစ်သူအားနှလုံးမထိုးရန်အတန်တန်ပြောဆိုဆုံးမထားလေသည်ဝါသနာကြီးလာသည့်မတ်တူသာကတော့မိခင်ကြီးဘလောက်တန်တာမရပေဆန္ဒနာကြီးမထိုးမရှင်နှလုံးထိုးဖို့ကိစ္စကိုသာခေါင်းထဲတွင်တွေးနေမိသည် အခုလည်းမိခင်ကြီးဖျားသွားသည့်အခါနှလုံးထိုးရန် မတန်းတို့အိမ်တို့ရောက်လာခဲ့သည် မတန်းရေ မတန်း ဟဲ့တူကြပါလားလာလေလာကိုခွဲကဘာတဲ့တော့မော်ဒယ်က90အင်တာနက်က6တေးတဲ့ဟဲနှစ်ဖက်စလုံးက ပါဝါတွေပဲဟုတ်တယ်အေးဒီဒီနေ့ဘာဝမ်းချိန်လဲလေးခွန်ဝမ်းချိန်ရတယ်ဒါပေမဲ့နှစ်ဖက်လုံးက ပါဝါတွေဆိုတော့ညီအကိုနဲ့အပူပဲကောင်းပါလေဒါဆိုညီပါထက်မလဲ ညီအကိုတရားဘူးအပူးနှစ်ယောက်ဘူးထဲလိုက်မတန်းညီအကိုတရားအပူးနှစ်ယောက်ဒါပဲလားဒီအပတ်နိုင်မော်ကဆရာကြီးကမွေးကနေမပေးဘူးလားမတန်းဟာမပေးဘူးအေးအရင်အပတ်ကမှန်သွားလို့ဖြစ်မယ်အေးဒီအပတ်တော့ဖရီးမတင်ပေးတော့ဘူးတဲ့မာမာကြီးပေးမှရမှတယ်လေအမလေးကြီးကျယ်လိုက်တာသူတို့ပေးတဲ့ကဏ္ဍလေးပြမှန်သွားလို့ကတော့မန်ပါကြီးနဲ့ပါနဲ့ရောင်းစားတော့တာပဲ ဟဲ့အဲ့လားနှလုံးပေးတဲ့ဆရာကြီးကတောက်ကျင့်ပဲအေးဟာဟဲ့ဖိုတိုဘာလို့ငါတော့ကလိုက်လာတာလဲဟဲ့နင်းရမယ်အိမ်မှာမရှိဘူးလားမရှိဘူးမတန်းရဲ့အဲ့ဒါကြောင့်အမေမရှိခင် မတန်းစီနှလုံးလာထိုးတာပေါ့ဟုတ်တော့ကြည့်ပါအောင်မတန်းရင် ကျမခါဝင်စားကိုကြိုက်ပြီးဇိုရောတင်ရောဆွဲခေါ်နေတယ်ဟဲ့ဖိုတိုလှုပ်စမ်းငါခါဝင်ပြေးကုန်တော့မယ် လိုက်သွားစမှာအေးသူမလူစကားမပြောတတ်တာဘာပြောချင်လို့မှမမသိတာဟဲ့လွတ်တော့လွတ်တော့ငါလိုက်ခဲ့ပါမယ်ဖို့တုတ်ရဲ့မတူကြလေဖို့တုတ်နဲ့အတူအိမ်တို့ပြန်လာခဲ့တယ်တော့ဒီဟင်ဘာအနှံ့ကြီးလဲလာလိုက်တာဟင်မိမိလောင်နေပါလားတဲထားသည့်ဟင်အိုအားမေးလျော့ကအိမ်မထွက်လာခဲ့သည် ယခုလူမရှိသည့်အခိုက်မိဖို့ကြောင့်အာမိဆွဲလောင်နေသည်ကိုအပြင်ကပြန်လာမှသိရတော့သည်ယင်းနေဒိန်းကနေဖြစ်ကဘာလို့လို့ဘာကံရမှမသိပဲကြောင်ပြီးရက်ကြည့်နေမိသည်ထိုအချိန်တွင် ဖိုးတုပ်က အသေးအတန်ထိုးဟောင်းမှမတ်သူသားလည်းအသည့်ဝင်လာလေတော့သည်လာကြပါအောင်ရှင်လာကြပါအောင်မိလောင်နေလို့မတ်သူသားကကြောက်ကြောက်လန့်လန့်អော်လိုက်မှ အိမ်နီးနာချင်းများက ရေပုံးများဆွဲကင်ပြီး မတူစာအိမ်ဘက်ရောက်လာကြသည်ရေလောင်းသူကလောင်းတဲဖြင့်ပတ်သူကပတ်အဝိရေစွတ်ကနှိမ့်သူကနှိမ့်ဖြင့်မကြခင်မင်းငိမ့်သွားလေတော့သည်ဟုတ်တော်ငါအိမ်ချိန်မှာလူတွေရုပ်ရုပ်တဲတဲနဲ့ဘာတွေဖြစ်နေကြပါလဲဖယားမပြန်လာသည့်တော်မစိန်လဲမိမိအိမ်ချိန်၌လူများစီကားနေတဲ့ဖြင့်အထိတ်တလန့်ဖြစ်ကခတ်တုတ်တုတ်ပြန်လာခဲ့သည်ဘာဖြစ်ကြတာလဲဘာဖြစ်ကြတာလဲ အမေပြန်လာပြီလားဟဲ့သမီးဘာတွေဖြစ်နေကြတာလဲလူတွေတဲ့အများကြီးရောက်နေပါလားမီးလောင်လို့အမေရေဟင်ဘယ်ဘယ်မှာမီးလောင်တာလဲသမီးတို့မီးဖို့ကြောင့်ကို လောင်တာနင်မီးဖို့တမ်းမှာဟင်းချက်နေတာမလားဘလို့ဖြစ်ပြီးလောင်ရတာလဲသမီးအမားပါအမေရအမေမရှိတော့နှလုံးသွားထိုးနေတာကြာသွားတယ်အမေ ဖိုးတုတ်လိုက်လာပြီးဆွဲခေါ်တော့မှမီးလောင်နေမှသိရတာအမေအဲ့ဒါနဲ့တမီတဲ့ကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်ပြီးအကူကြီးတောင်းလိုက်တာအိမ်နေချင်းနဲ့ရောက်လာပြီးဝိုင်းရင်ပေးလို့တာပေါ့အမေရဖြစ်မှဖြစ်ရလေတမီရဲ့အမေအဲ့ဒါကြောင့်တမီကို အတန်တန်ဆုံးမခဲ့တာပေါ့အခုတော့ဖြစ်ပြီမလားတော်သေးတာပေါ့မီးဖို့ကြောင့်ပဲလောင်သွားတော့အိမ်ပါပါသွားရင်ပြီးပြီပေါ့လားနောက်နောက်တစ်ခါမှဖြစ်စေရပါဘူးအမေရဲ့အေး ဖို့တော့မင်းကိုညီတို့တာဗောမဟုတ်ရင်တရက်ကလုံးပြကြမလားမသိဘူး။အိုးအမေကလည်းလှုပ်ပြီ။ကဲကဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမသမီးရဲ့ပေါ်ဆမှုကြောင့်အားလုံးအထိတ်တလန့်ဖြစ်စေရတာကျမထပ်တောင်းပန်ပါတယ်ရှင်။ရပါတယ်ဗျာ။နောက်တစ်ခါမဖြစ်အောင်တတိထားကြတာဗောဗျာ။ဟုတ်ကဲ့ပါရှင်။ဒေါ်မစိန်နဲ့မတ်သူကြလည်းရက်ွက်ထဲမှလူများကျင်တဲ့အောင် တောင်းပန်လိုက်ရသည်။ထိုနေ့ကဖြစ်ပြသွားသည့်အဖြစ်ပြက်ကြောင့် မတ်သူကလည်းတင်ကန်းစာရကပေါ့ပေါ့ရော့ရော့မနေပဲတတိထား၍နေလေပြန်နေတော့သည်တမီးရေဖိုးတုတ်ကိုအစာကျွေးပြီးပြီလားမကျွေးရသေးဘူးအမေဟင်းမရှိသေးလို့ဒါဖြင့်လဲလမ်းထိပ်ကဟင်းချက်ဆိုင်ကကြက်မြင့်ကြက်သေးလေးဖြစ်ဖြစ်ဝဲပြီးနေကျွေးလိုက်ပါလားအေးသူလည်းစာနေရောပေါ့ဟုတ်အမေအဲ့ဒါဆိုအမေအိမ်ကိုခဏကြည့်ထားလိုက်အောင်နော်တမီးတောင်းဝင်လာအောင်မယ်အေးအေးဆိုင်ကလေးကိုခရုဆိုင်ပြီးရှောင်းနော် ဟုတ်အမေမတူစားတဲ့လမ်းထိတ်တွင်ရှိသောဟင်းချက်အယောင်ဆိုင်မှာ ဟင်းဝဲရံအိမ်ကထွက်လာခဲ့သည်ဟဲဖို့တော့ဘာလို့လိုက်လာတာလဲအိမ်မှာအမေတယောက်တည်းရဲ့သွားသွားပြန်တော့ကဲပြောလည်းမရဘူးဒီလောက်လိုက်ခင်နဲ့လိုက်ခဲ့ဘယ်သူမှမကြိုက်ရဘူးနော်ဖို့တော့ကသူ့တခင်စကားအားနားလေသည့်အမှုရာဖြင့်အမေလေးနှံ့ကလိုက်လာလေသည်မဆိုးရင် ဟင်းချက်ကြံသေးလားဟေ့ကြံသေးတယ်တူသာရေဘာယူမလဲကြက်မြက်ကြက်တဲလေးတစ်ထောင်ဘူးလောက်ပေးပါဘသူစားဖို့လဲတူသာရဲ့ဘသူဖြစ်ရမှာလဲဟော်ဒီကဖိုးတုံကြီးအတွက်ပေါ့အရင်များများလေးပို့ထက်ပေးနော်ဟော်ဒီမှာထည့်လိုက်ပါပြီတဲ့ရှင်မဆိုးဒီမှာတစ်ထောင်နော်အေးအေးဒါဖိုးတုံပြန်ရမယ် ဖိုးတုတ်အားခေါ်ကအိမ်တို့ပြန်လာခဲ့သည်တနေရာရောက်တော့လမ်းကြားထဲမှ ခွေးအုပ်စုကအမတ်မထင်ပြေးထွက်လာကြသည်ခွေးအုပ်ထဲမှ ခွေးတက်ကောင်က မတ်သူစာအားဆွဲမိဟန်ဖြင့်တွားကြီးဖဲကမတ်သူစာအနီးသို့ကတ်လာလေသည်ကြံသည့်ခွေးများကလည်းတကောင်ဟောင်းတော့ဝိုင်းဟောင်းပြီးမတ်သူစာအနီးသို့တိုးကတ်လာကြသည်ဟဲ့တွားသားဟဲ့ခွေးတခင်အားရံပြုတ်နေသည့်ခွေးတအုပ်အားမှန်ဖီပြီ ဖုတုကမကြောက်မုံညွန့်နောက်မှထပ်၍ကာကွယ်ပေးလေသည်ဖုတုကရန်လိုနေသည့်ခွေးတကောင်၏လက်မျိုးအားကိုက်လိုက်သည့်အတွေ့ဒဏ္ဍာချင်းချင်းအော်မြေကထွက်ပြေးသွားလေသည်တခြားခွေးများလည်းအမီးလေးကုတ်ခါထိုနေရာမှထွက်သွားကြလေသည်စူညာနေသည့်ခွေးသားများကြောင့်နိုင်ထဲတွင် ခြေတော်အိမ်များမှလူများလည်းအရင်ပြင်တို့ထွက်ပြေးကြည့်နေကြလေသည်လာဖုတုပြန်ကြမဖုတုလည်းအမီးလေးနှံ့နှံ့ပြီးမတ်သူစာနောက်မှလာခဲ့လေသည် ။အမေပြန်လာပြီလား။ပြန်လာပြီအမေရေ။တော်သေးတယ်အမေရေ။ဖိုးတုတ်လိုက်လာတို့တာပေါ့။ဘာဖြစ်လို့လဲတမီးရဲ့။ရန်ထိတ်ကခွေးတအုပ်ရဲ့လေ။တမီးကိုဝိုင်းဆွဲမဲ့လုပ်နေကြတာ။အဲ့ဒါဖိုးတုတ်ကဝင်ကြိုက်လို့ထွက်ပြေးသွားကြတာ။ကြိုက်ခံရသေးလားတမီး။မခံရပါဘူးအမေ။အေးအေးပြီးတာပဲ။တော်ကြခွေးသွားနဲ့ရှင်းမိကြိုက်မိရင်စေကန်းလေးပါလေတွားပြရအောင်လို့ပါ။ ဖို့တော့မင်းတိတ်တော်တယ်ကောင်းလေမင်းကိုညံ့နေကြရင်မဟုတ်ွယ်ကြွေးရဖို့တော့ကအမီလေးနဲ့ကပြေးလွားပြနေလေသည်ညရောက်တော့မတ်သူသားတို့တာအမီနေအောင်အိပ်ပျော်နေသည့်အခါအိမ်ထဲသို့လူတယောက်ခိုးဝင်လာသည်မီးပြတ်နေသည့်အတွက်ထိုလူစိမ်းအားတော်ယုံမြင်ရဖို့မလွယ်နှပါ၏ထိုလူစိမ်းကအမောင်ကိုအားပြုကမတ်သူသားတို့အိမ်ထဲသို့တဖြည်းဖြည်းချင်းခိုးဝင်လာလေသည်နာပါလာသည့်ဖို့တော့ကဝိနေရာမှထကား အတန်ကြာရသို့ထွက်လာခဲ့သည်လူသိန်းကဟိုကြီးဒီကြီးလောက်ခါအိမ်ထဲရှိပစ္စည်းများအားတစ်ခုပြီးတစ်ခုကင်ကြည့်နေလေသည်အဖိုးတန်သည့်ပစ္စည်းများကိုတော့အိတ်ထဲခိုးထည့်နေလေသည် လူသိန်းကတဖြည်းဖြည်းနဲ့မတ်သူသားတို့အိတ်သည့်အခန်းတကားအနီးသို့ရောက်လာလေသည်ဂျမ်းမချထားသောမတ်သူသားတို့အခန်းအားဖွင့်ပြီးဝင်ပြီးအပြုဖို့တော့ဤစူးစူးဝါဝါအော်ဟောင်းတန်ကြောင့်တားမိတွေအိမ်ယာမှနိုးသွားကြသည်ဟဲ့တမီထားစမ်း ထားစမ်းတခိုးဝင်မိနေတူတယ်ဒုတ်ဒုတ်ယူလာအောင်မအမေအခန်းထဲနေလိုရမယ်ရအသင့်ထားထားသည့်ဒုတ်လုံးအားယူကအခန်းပြင်သို့ထွက်လာခဲ့သည်အမေမိထိုးပြသမီးကိုအေးအေးအခန်းပြင်ဘက်ကိုရောက်တော့ထောနဲ့ထောနဲ့ဖြစ်နေသည့်တခိုးအားမြင်လိုက်ရသည်ဟဲ့တခိုးဘယ်ပြင်းမလို့လဲတေးစမ်းမတူစာဤအာပါလာတော့ရိုက်ချက်အားကြောင့် တခိုးလေထိုနေရာ၌လဲကျသွားလေတော့သည်အမေပန်ဝင်းချင်းကိုအခုညတောင်းလေဒေါ်အမစိန်လည်းပန်ဝင်းချင်းအိန္ဒိနာချင်းများအားဝင်လို့ရအောင်တကားအားဖွင့်ပေးလိုက်သည်အမတခိုးပန်းမလဲအိမ်အိမ်ထဲမှာအိမ်ထဲမှာလာကြဟေးတခိုးဖမ်းကြစို့တွေ့လို့ကတော့အသေးစော်မဟေ့အသေးစော်ဖို့မလိုပါဘူးကျမရိုက်ထားတော့တခိုးကမေ့နေပါပြီ ဒါပေမဲ့ဖို့တုံလေးကတော့တခိုးဝင်လာလို့သူကကာကွယ်ရင်းတခိုးကသူ့ကိုဓားနဲ့ထိုးသွားတာသွေးတွေထွက်နေလိုက်တာများစိတ်မကောင်းစရာပဲရှင်လူတွေဘာမှမဖြစ်တာတော့တိတ်ကန်ကောင်းနေဒါပေမဲ့ဖို့တုတ်ကတော့သူ့တခင်တွေကိုကာကွယ်ရင်းအသက်ပေးလိုက်ရတာကတော့စိတ်မကောင်းစရာပဲဗျာဟုတ်ပါဗျာဖို့တုတ်ကတော်တော်တစ္ဆာကြီးတဲ့ကောင်းပဲဗျာဘာအန်ရယ်ပဲဖြစ်ဖြစ်သူကရှေးကနေကာကွယ်ပေးတတ်တာပဲဗျာ သူအခုလိုဖြစ်တော့စိတ်မကောင်းမိတာအမှန်ပဲပြော။ကဲတခိုးကိုရဲလန့်အပ်ကြရအောင်ပြော။ဟုတ်တယ်ဟုတ်တယ်ဒီအကောင်ကိုရဲလန့်အပ်ဖို့လောက်ကြဆိုဖို့တော့ရဲ။ငါဘလို့ဖြေရမလဲဟာ။နင်ကငါတို့တားမိတွေကိုကာခွေပေးသွားတာပါ။ငါတို့ကတော့နင့်ကိုကာခွေမပေးနိုင်ခဲ့ဘူး။ငါတို့ကိုခွင့်တော့ပါဖို့တော့ရဲ။နင်ကောင်းရမွန်ရဘဝကိုရောက်ပါစေဖို့တော့ရ။ မတ်သူသားတို့သားမင်းတယောက်လည်းဖို့တုတ်အလောင်းအားပွေဖက်ကဆိုက်ကြီးတငငုံနေကြလေတော့သည်တခင်အပေါ်မှာတစ္ဆာကြီးလာတဲ့တလိဆန်တွေထဲမှာခွေးလေးတွေဟာအမြဲနံပါတ်1ဖြစ်နေမှာပါခွေးတွေဟာတခင်ကိုစောင့်ချောက်တယ်လို့ကျွန်တော်တို့ဟာလည်းခွေးတွေကိုပြန်ပြီးစောင့်ချောက်ဖို့လိုပါလိမ့်မယ်မေတ္တာဆန်အားကြီးမားပုံအားတက်သည့်ဉာဏ်ဖြင့်ပေါ်ကျူးရေးသားလိုက်ရပါသည် ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ဂျက်ကီလို့အမည်ရတဲ့ ဝတ္ထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးချင်ပါတယ်ခင်ဗျာချက်ကြီးတားရင်အထောက်ဘိုးတွေတဲခဲအောင်နော်ဟုတ်အမေကားရစီထိုးရက်လာပြီးကားပေါ်မှာတားမိတော်ဆက်တော်လူနှစ်ယောက်ဆင်းလာကြသည်တားပြည့်သူက အထောက်ဘိုးများကိုတဲပြီးမိခင်နောက်မှလိုက်လာသည် အမေဖြစ်သူကတားရအပေါ်သို့တရွေ့ရွေ့ဖြင့်တက်လာခဲ့သည်တားရင်အမေတို့နေမဲ့အခန်းကဒီအခန်းပဲတားရင် အဆိုးပါဘူးနေရာလေးနဲ့တက်တက်ရရနဲ့အဆင်ပြေပါတယ်မိခင်ဖြစ်သူကတော့ဖွင့်လိုက်ပြီးတာမီနေရာတိုက်အခန်းထဲသို့ဝင်သွားသည်တမီယူးယူးရေအမေတို့နေတဲ့အခန်းချင်းကက်ရက်ကိုတာမီနေရာပြောင်းလာကြပုံပဲဟုတ်လားတမီလည်းမိတ်ဆွေတွေတိုးတာပေါ့အမေရေဟေ့တားလေးချက်ကြီးလာပါဦးအမေစီကိုလာလာမယူးယူးမွေးထားတဲ့ခွေးကလေးနာမည်ကချက်ကြီးဖြစ်သည် ဂျက်ကီကဖြူဖြူဖွဲ့ဖွဲ့လေးနဲ့အလွန်ရှစ်စရာကောင်းသည့်ခွေးလေးဖြစ်သည်ထို့ကြောင့်မယူးယူးတို့တာအမီကပင်မကအခန်းနီးချင်းများကတောင်ဂျက်ကီကိုမြင်လျင်ရှစ်ခင်ကြသည်တားလေးဂျက်ကီကိုရေချိုးပေးအောင်မအမေရေတကိုယ်လုံးနဲ့နန်းဆော်နေတာပဲဟဲ့ခိုးလေးကမှချိုးပေးထားတာပါအခုနန်းနေပြီလားတမီးရဲ့နန်းမှာပေါ့အမေရေဂျက်ကီကလူးလှိမ့်ပြီးတအားဆော့တာကိုဒါဖြင့်လဲချိုးပေးလိုက် ခဏတိုင်းချိုးပေးနေရက်ကီဖျားပါဆိုးလို့ပါအေး။ဩဟုတ်ကဲ့ပါအမေ။လာဂျက်ကီတားကိုရေချိုးပေးအောင်မယ်။အမေတားကမချိုးကျင်ဘူးပေါ့။မရဘူးနော်ချိုးကိုချိုးရမယ်။ရေမချိုးရင်မမေဒုစရတိတယ်နော်။မယူယူအားဂျက်ကီက နားလေသည့်အလားအမိနှံ့ကကြည့်နေလေတော့သည်။ဘာတူလဲ။ဩကျမကအခန်းနီးချင်းပါချင်းပေးစရာလေးရှိလို့လာခဲ့တာပါ။ အေးအေးအေးလာပြီလာပြီခလေးမကဘယ်သူလဲကွကျမနာမည်ရွရွပါရှင်ဘေးကအခန်းမှနေပါတယ်မမေကအန်တီတို့နဲ့ရင်းနှီးသွားအောင်ဟင်းချက်လေးပုတ်ခိုင်းလိုက်လို့ပါရှင်ကျေးဇူးပါပဲကွအန်တီနာမည်ကဒေါ်ရှစ်မွန်ပါတားမိနှစ်ယောက်တည်းနေကြတာလေတားလေးနာမည်ကမောင်ထုံးမြင့်နဲ့ခဏလေးနော်ဟင်းနေသွားပြီလှန်လိုက်အောင်မယ်တမီးရေအန်တီချစ်မွန်ပကံမဆေးပြင်းနဲ့နော် ။တမီးကိုဒီတိုင်းမှပြန်ပေးလိုက်ပါ။ဟဲ?ခွေးလေးပါပါလာလာလား။ဒါတမီးရဲ့ခွေးလေးလားကွယ်။ဟုတ်တယ်အန်တီရှင့်မွန်။တမီးခွေးလေးလေသူ့နာမည်ကဂျက်ကီတဲ့။ဟဲ၊ရှစ်စရာကောင်းလိုက်တာခွေးလေးက။ဒေါ်ချင်းမွန်လည်းတိုက်ခန်းထဲဝင်သွားကမယွယွပေးသည့်ဟင်းများအားလှည့်ယူလိုက်သည်။ကျေးဇူးပဲနော်တမီးနောက်လည်းမကြမကြလာလေလို့ရပါတယ်ဟုတ်ကဲ့ပါအန်တီ တမီးကိုခွင့်ပြုပါအောင်နော်အေးကွယ်အေးအေးမရရုလည်းတိုက်ခန်းဘက်ပြန်လာခဲ့လေတော့ဒီလာတာလာအခန်းထဲဝင် မရရုနောက်မှဂျက်ကီလည်းဝင်လိုက်လာသည်တမီးပေးခဲ့ပေးပြီလားဟုတ်ပေးခဲ့ပြီအမေအန်တီကြီးကသဘောကောင်းတဲ့ပုံမဲ့အမေကြီးစကားပြောလဲကောင်းတယ်ဖော်ဖော်ယွေယွေလည်းရှိပါလေဒါဆိုမမေတို့အတွက်မိတ်ဆွေကောင်းတယောက်တိုးတာပေါ့တမီးရဲ့ဒါနဲ့သူတို့နာမည်ကဘာတွေလဲ အန်တီကြီးနာမည်ကဒေါ်ရှင်းမုံနဲ့သူ့သားနာမည်ကကိုထိုးမြင့်တယ်လေသူ့သားကိုတော့မမြင်ခဲ့ပါဘူးအန်တီရှင်းမုံတယောက်တည်းပဲတွေ့ခဲ့တာအော်ဟုတ်လားအေးအေးအေးထိုနေ့မှစ၍တဦးနဲ့တဦးရင်းနေကြောင်းဝင်လာခဲ့ကြသည်အစားအသောက်တွေအပြန်အလှန်ပို့ကြစကားတွေ ပြောကြဖြင့်ရင်းနေတက်တက်ရင်းနေလာခဲ့ကြသည်ဂျက်ကီတီလည်းဒေါ်ရှင်းမုံတို့သားအမိကိုခင်မင်လာခဲ့သည်ဒေါ်ရှင်းမုံနဲ့ ကိုထုံးမြင့်ကလည်းဂျက်ကီကိုကျွေးလိုက်မွေးလိုက်ဖြင့်တွေ့တာခဲ့ကြသည်တရက်တွင်တော့ဟာအမေလာပါဦးဒီမှာလာကြည့်လဲပါဦးဗျာဟဲ့တော့ငါတမန်နှလုံးတေးချလဲပြီးကျုံထဲ့ထားတဲ့အမိုက်အိတ်ကိုဘယ်ကလာပြီးပွာစလောင်းလန်အောင်လုံသွားတာလဲမသိဘူးငါနဲ့တော့ဒေါသဖြစ်လိုက်တာအမေနေဦးဒီအိတ်မှာတွားကြိုက်ရတယ်ကြီးပဲဆိုတော့ခွေးတဲ့ကောင်ကောင်ကြိုက်ဖြက်ပြီးစော်ထားတာဖြစ်မယ် ဒီတိုက်ခန်းတဝိုက်မှာခွေးဆိုလို့ဂျက်ကီတကောင်ပဲရှိဒါဂျက်ကီလက်ချက်ပဲဖြစ်ရမယ်နေပါစီအောင်ငါနဲ့တွေ့အောင်မယ်ဒေါ်ရှင်းမွန်နဲ့ဒေါ်ကြီးမောကြီးနဲ့မယူးယူးတို့တားမိနေသည့်အခန်းရှိသို့ရောက်လာသည် တကားဖွင့်အောင်ယူးယူးဟဲ့ယူးယူးတကားဖွင့်အောင်အော်လာပါပြီအန်တီရှင်းမော်ကြီးတို့ဘယ်လိုလုပ်တာလဲအေးအခုငါအခန်းရှင်းမှာအကုန်ပွားထားကုန်ပြီ ။ခွေးမွေးထားရင်လည်းတေချာလေးကြည့်ကြမွေးမှာပေါ့အေး။အခုတော့ခွေးကိုလှုပ်ချင်တိုင်းထွက်ထားတော့ဖြစ်စင်သလိုဖြစ်ကုန်တော့တာပေါ့အေး။ဟုတ်တယ်။နင်တို့ခွေးတအားမှရိုင်းလို့နေ။ငါတို့ကရှိခင်တလောက်နင်တို့ခွေးကတအားဆုပ်ပဲ့တာပဲ။ဟဲ့ဘာတွေဖြစ်နေကြလာလဲသမီး။မယူယူဤမိခင်ဒေါ်ယွနယ်တယောက်ရောက်လာပြီးမေးလိုက်ရင်ဖြစ်သည်။ဘာဖြစ်ရမှာလဲ။ရှင်တို့မွေးထားတဲ့ခွေးချက်ကြီးပေါ့။ ကျိုးတို့တိုက်ခိုင်းချိန်မှာတည်တည်ချာချာထုတ်ပိုးထားတဲ့အမှန်အိတ်ကိုကိုက်ဖောက်ပြီးဆော့ပြစ်တယ်လေအခုအကောင်ပွာကျဲစာလမ်းနေပြီဘယ်လိုလုပ်မလဲအော်ကျမတောင်းပန်ပါတယ်ရှင် ကျမတို့ပြန်လုပ်ပေးပါမယ်မနက်ကဂျက်ကီကိုလှထားမိလိုက်တာအခုတော့ဖြစ်မယ်လို့မတွေးမိလိုက်ပါဘူးရှင်စိတ်ကိုချော့ပါနော်မချော့နိုင်ဘူးကျုပ်ကညက်ပတ်ရင်တိတ်ကြိုက်တာမဟုတ်ဘူးနောက်တစ်ခါနင်တို့ရဲ့ရှီစာခွေးကိုငါအခန်းဘက်မှာလာစေနဲ့ နာတို့ကတော့ငါတက်ပြစ်မှာနော်ဒီမှာတော့ရှင်းမို့ကျမတို့ဂျက်ကီလောက်တဲ့အမားကိုကျမအမေတောင်းပန်ပေးပြီလေပြန်ပြီးလှုပ်ပေးပါမယ်လို့လည်းပြောထားပြီးသားကိုအဲ့ဒါကိုရှင်ကဂျက်ကီကိုရှင်းစားခွေးလေးပါလိမ့်နဲ့ပြီးတော့တက်ပြစ်မယ်လို့လည်းပြောသေးတယ်နော်ဂျက်ကီကတလိမ့်ဆန်လေသူဘာသိမှလဲသူစော်ကစားခြင်းတို့တွားကစားမိတာကိုရှင်မို့တို့လူကြီးမတမ်းပဲပြောထွက်ရက်လိုက်တာဟဲ့ ပြောရမယ်ပြောရမယ်ညီရဲ့ရှိစားကွေးကိုပြောလို့မခံနိုင်ရင်လည်းလဲပြီးတေးလိုက်ပေါ့အေးရှင်ရှင်သာအသက်ကြီးသလောက်အချိန်မစီးတဲ့မိန်းမကြီးတိရိစ္ဆာန်နဲ့တူပြီးရန်ဖြစ်ရှင်နေမှတော့ရှင်လည်းဘာဖြစ်နေတယ်လဲဆိုတော့ကိုကိုကိုတိအောင်မညီကများငါ့ကိုတိရိစ္ဆာန်နဲ့နှိုင်းနေပေါ့လေဟုတ်လားရာရာဆဆရိုင်းလိုက်တာကောင်းမဟဲ့ ။ဒါပါ။တောင်းမင်းအမေ။ဒီကောင်မလေးနဲ့သူပြောမနေနဲ့လာပါ။ကိုထွန်းမြင့်ကဒေါ်ရှိမုံနဲ့ကိုဆွဲကပြန်ထွက်သွားလိတော့သည်။သမီးအားလာပါ။စိတ်ကိုချော့ပါကွယ်။မတူတဲ့သူနဲ့သွားတူပြီးရံမဖြစ်ရှင်ဆမ်းပါနဲ့။အမေရဲ့အံဩဖို့ကောင်းလိုက်တာ။ဒီမိမကြီးဒီလောက်စိတ်တက်ညံဖြင်းလိမ့်မယ်တို့မထင်ခဲ့မိဘူး။အော်သမီးရဲ့လူစိတ်ဆိုတာဝင်ကြည့်လို့မှမရတာ။ လူအကြောင်းပေါင်းကြည့်မှသိတယ်လို့ဆိုတော့ဗောတမီးရဲ့စိတ်ကိုလျှော့လိုက်တမီးရဲ့ဂျက်ကီကိုလည်းတိတ်တိတ်ချာချာကြည့်ထားဗောဟုတ်ကဲ့ပါမေယာတရက်ညာကိုနာရီခန့်မယူးယူတို့တာမီအိမ်ပြင်တို့ဝဲစရာရှိ၍ထပ်သွားကြသည်အိမ်ထဲတွင်ဂျက်ကီတစ်ခေါက်နဲ့ကြံနေခဲ့သည်ဂျက်ကီရဂီလာ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 ကိုထိုးမြင့်ကတိုက်အောင်မှနေ၍ဂျက်ကီကိုခေါ်လိုက်သည် ယဂီကလည်းအမီလေးနှံ့ကတိုက်အောက်သို့ဆင်းလာသည်ယဂီယော့ဒီမှာမင်းအတွက်စားစရာဝဲလာတယ်ကွယော့စားစားစားကိုထုံးမြင့်ကျွေးသည့်မုံများအားယဂီကအမီလေးနှံ့ပြီးစားနေလေတော့သည်ကိုထုံးမြင့်လည်းဟိုကြည့်ဒီကြည့်လောက်ကတိုက်သေးပြန်ဝင်လာခဲ့သည်나이ပိုင်းလောက်ကြာတော့မယူးယူးတို့သားအမီပြန်လာသည်ယဂီယဂီတာဂျဂီရဲ့ ။အမေ။ဂျက်ကြီးရောခေါ်တာနဲ့ပေါ်မလာပါလား။တိုက်အောင်ဆင်းပြီးအမေတို့ကိုစောင့်နေတာနေမှာပေါ့။အမေတို့ပြန်ရောက်တာသူမမြင်လိုက်ဘူးထင်တယ်။သွားအောက်ဆင်းပြီးသွားကြည့်ကြအောင်သူ။မယွယွလည်းတိုက်အောင်တို့ဆင်းလာပြီးဂျက်ကြီးအားခေါ်လိုက်သည်။ဟင်တားလေဘယ်ဒီမြ၆တောင်းနေတာလဲကွာမယွယွလဲဟိုလျှောက်ဒီလျှောက်လျှောက်ပြီးလိုက်လံရှာဖွေလိုက်သည်ဟင် ချက်ကြီးတားလေဟုတ်တော့တားလေဘာဖြစ်နေတာလဲဘလို့ဖြစ်ရတာလဲတားလေးရဲ့ဗဆက်သေးကအမြုံနဲ့ထွက်လို့ပါလားဟာအစိမ့်မိပြီနဲ့တူးတယ်မယူယူလဲဂျကီကိုကြည့်ပြီးထူပူနေတော့သည်ဂျကီကလည်းသူ့တခင်မကိုကြည့်ပြီးမြုံဝင်းနဲ့မှ မျက်ရည်များစီးကြလာသည်မယူယူလဲဂျကီကိုကြည့်ပြီးငိုချင်းချမိနေတော့သည် မရရွအော်တန်းကြသည့်ဒေါ်ရွရွနယ်လည်းတိုက်အောက်သို့ထိတ်ထိတ်ပြပြဖြင့်ရောက်လာသည်ရေကြီးရဲ့နောက်ဆုံးထွက်ထက်ကမရရွတို့တာမိကိုနာနာကျင်ကျင်ထိုးနှက်သွားပြီသည်အမေဂျက်ကီအသက်မရှိတော့ဘူးလောက်ရလိုက်ကြတာလူတွေရဲ့ခါသားလေးကောင်မလောက်ရလိုက်ကြတာဟုတ်ပါတမိရဲ့လူတွေများဘာမှနားမလဲတဲ့တလိမ့်ဆန်ဒီအပေါ်ကို အညှိုးကြီးပြရက်ဆက်လိုက်ကြတာအမေတိနေတဲ့တမီးအမေတိနေတယ်အမေတမီးသူတို့ကို သွားပြောမယ်ဒါသူတို့လက်ချက်ပဲဖြစ်မယ်မပြောနဲ့တမီးအမေတို့မှာတက်တည်ရှိတာမဟုတ်ဘူးတော်ကြအရှင်နေတွေပို့ဆိုးကုန်နေမယ်ဒီအတိုင်းသာထားလိုက်ပါတော့တမီးရဲ့သူတို့လောက်ရဲ့သူတို့ပြန်အမေဝဲလေသွားမှာပါကွယ်အော်တာလီချက်ကြီးရဲ့ ဖြစ်မှဖြစ်ရလေ။မယေယျတို့တာမီဤမူတန်ကညအမောင်ကိုထိုးခွင်းသွားလေတော့သည်။လူစိတ်မရှိသည့်လူနှစ်ယောက်ကတော့ရုပ်မာသည့်အပြုံးများအားပန်ဆင်ထားကြလေတော့သည်။ဟုတ်ကဲ့ပါခင်ဗျာ။ဆာယေသူဆရာအောင်တော်ဝန်ရေးတာတော့ဖိုးတုံးလိုအမည်ရတဲ့ဝိထုတော်လေးနဲ့ဂျက်ကီလိုအမည်ရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ